တားသူတို့အကြိုက်ခေါ်တာပါဆိုလို့မင်းဝင်လာလားမလားမဟုတ်တာမိသားကိုပြောစရာရှိတယ်အမေအခုလောက်တာဝန်ထမ်းတွေကိုအကျင့်ပြအောင်လုပ်နေတယ်လို့ပဲဝန်ထမ်းတွေပေါ်မှာစည်းကမ်းတွေရော့ရဲနေထိမ့်သိမ်းရခက်လိမ့်မယ်နော်အမေအမေဝန်ထမ်းတွေကိုကြက်ကြက်အလိုလိုက်ကြာရင်တားတို့လုပ်ငန်းရေးတစ်ခုလုံးရပ်ပြစ်လိုက်ရလိမ့်မယ်တားကဘလို့စဉ်းစားထားလို့လဲတားရဲ့အကြံဉာဏ်အမေနားထောင်ကြည့်အောင် အခုလောလောဆယ်မှာဘာမှမပြုတ်ပြင်မပြောင်းလဲနိုင်သေးဘူးဆိုရင်တော့မှဝန်ထမ်းတွေကိုချမှတ်ထားတဲ့စီကံချက်တွေကိုတေချာချမှတ်တဲ့နေမယ်အခုချမှတ်ထားတဲ့စီကံကိုချက်ဖြစ်ပြီးတော့ချမှတ်စီစဉ်တာလားသားလက်ရှိချမှတ်ထားတဲ့စီကံချက်တွေကိုဝန်ထမ်းတွေတရားရာခိုင်နှုန်းလိုက်နာနိုင်အောင်အရင်လုပ်ရမယ်လူစုကအလုပ်ပြည့်စုံတယ်လို့မရှိပါဘူးအမြဲတမ်းလိုအပ်ချက်ရှိနေတာပဲ စီကန်းကိုတရားရခိုင်လို့လိုက်နာနိုင်လိမ့်မယ်လို့သာထင်လို့လားတရားရခိုင်တော့မဟုတ်တော့မှ80ရခိုင်တော့ဖြစ်နိုင်တယ်ဖြစ်ဆက်ရခိုင်တော့ဆိုတော့တားဖြစ်ချင်တာ perfect မှာမဖြစ်တာအချမ်းနေနိုင်ရှိတယ်စဉ်းစားကြည့်ပါဦးအဲ့ဒီဆိုရင်ဟောဒီလမ်းရှိမှာအမေမှာတော့အမေနီနာနဲ့အမေရှိတာပေါ့အမေသိချင်တာကတားစရာအိုင်ဒီယာ တော်လေးမစဉ်းစားတတ်တော့ဘူးမြေဟိုအမေပြောပြပေးပါလားโอเคသားတောင်းဆိုတော့အမေပြောပြပေးမယ်ပေါ်နေတယ်စီကန်းလိုက်တာဘွားတခုပဲလိုတယ်အဲ့ဒါမေတ္တာတရားသားနာလဲအောင်ရှင်းပြရရင်မေတ္တာတရားနဲ့အကူကြီးစာတရားစစ်ဆန်တဲ့စစ်ဆန်ရေးဟာလုပ်ငန်းဝင်မှလူတွေကိုပျော်ရွှင်စေတယ်။အလုံးမပျော်ရွှင်လာတော့ကျူးစားကြီးစိတ်တွေဖြစ်လာတယ်။အဲဒီမှာတက်တက်ကြွကြွနဲ့အလုပ်လုပ်တော့ဘသူအကျိုးခံစားခွင့်အများဆုံးရတယ်။ အာတန်စစချင်းဒါပေမဲ့မရဲ့ဒါတောင်းစစ်စစ်နဲ့ခံခိုင်းတာမဟုတ်သေးဘူးလေလက်ကင်စစ်သုံးကြည့်ပါအမေပြောတဲ့သဘောတရားကိုဒါမကြခင်နားလည်လာပါနဲ့မယ်နားလည်လာမယ်ဆိုတာလည်းအမေသိတယ်ဟုတ်ကဲ့ပါမေဒါစူးစမ်းကြည့်ဦးတကယ်တော့ ဟိုနန်းဆိုတာကကိုယ့်ရဲ့လက်အောင်ငယ်သားဆိုတာတဲ့ကိုယ့်ရဲ့ပတ္တနာဆိုတာပုံမှန်တယ်။သူတို့ကလည်းသူတို့လိုအပ်ချက်ကြောင့်ဒီမှာလာပြီးတော့အမေတို့စီမှာလာပြီးလက်တွေ့တယ်။အမေတို့ကလည်းအမေတို့အလောက်ကြောင့်သူတို့ဝန်ထမ်းအနေနဲ့ခန့်ထားရတယ်။ဒါအပြန်အလှန်စီးပွားလုပ်တယ်လို့ပဲနေ။ဟင်။အဲ့တော့ကြောင်နဲ့တယောက်တူဦးနဲ့တူလေးစားမှုတော့ရှိသင့်တယ်။ဒါရဲ့မေတ္တာတရားအတော်ပြန်ရှိပါတယ်။ဒါလူတိုင်းမေတ္တာနဲ့ပဲကြည့်ပါ။ ုတ်ကဲ့ပါပြီသားစင်ကြယ်မှာမနော်အတခဏလေးတော့ပြောစားကြံသေးတယ်ခုနောက်အသိဝင်လာတဲ့ဝန်ထမ်းတွေကိုလုပ်ငန်းဘက်မှာရောစီးကဲဘက်မှာပေါ့ကျွမ်းကျင်အောင်သူတို့တင်နှက်ပေးမှဖြစ်မယ်ဘသူတွေကိုခေါ်ပြီးတင်ပါလိမ့်မယ်ဒါဥဆောင်ပြီးတင်ရမှာလေအာမင်းကလေတတ်မှတ်စားမတင်တတ်တာတခြားဆရာတွေခေါ်ပြီးတင်လိုက်ပါသားအနေနဲ့အမေတယောက်အနေနဲ့ရောအထည်လူကြီးတယောက်အနေနဲ့ပါအမေကိုအတိမတ်ပြုရဲဆိုရင်တောင်းဆောင်မိတင်ပြပါအမေတောင်းဆိုတာနော် ကဲဟုတ်ပါပြီမေရဲ့တင်ဆိုလဲတင်ပါမယ်ဟိုဒါမဲ့လေတားအနေနဲ့ကြံ့ကြံ့ပေးရရင်တော့ဟိုဝန်ထမ်းတွေအနေနဲ့သူတို့တည်တင်းတည်ထိုက်တာကျွမ်းကျင်တဲ့ကျွမ်းကျင်တိုက်တာတွေကိုဟိုတင်ပေးတဲ့နေရာမှာဟိုတားတယောက်လဲတင်နေမှာလဲစာရင်မေရာဟိုတခြားတက်ဆိုင်ရာလိုက်ကျွမ်းကျင်တဲ့ဆရာတွေကိုပါခေါ်ပြီးတင်လိုက်တာဟိုကောင်းမယ်ထင်တယ်နော်မေอืม င်လာတဲ့ဝန်ထမ်းတွေကိုဆိုတော့ဘာတွေတင်မှာလဲမသိဘူး။ဟင်းလောအဲ့တော့သူ့နေနေသူအဝင်ကွန်ကြဖြစ်နေပြီ။ဘာထက်တယ်အောင်မှာသိ။ချင်းကောက်ပါပေါ့။အမှန်တည်းတင်းနေတဲ့နေချင်းတောင်းဝင်လေးလေးသူကတောင်းနေတယ်။ဟင်း你，旁边旁边来，旁边来嘞，旁边来。啊，你要来我考你啊，巴里山呀。我们队友里啊，你考你来呀嘛，你俩老你啊，老。 อ๋อเนี่ยแล้วกระซับปุ๊กจีเนี่ยบาริပြောနေมาแล้วไม่ดีไม่ใช่หาเด้หาเด้ไอ้ตะงานขออ่ะดิเนเน่งาเนี่ยเนี่ยใส่เนี่ยบาไม่ดีอ๋อเนี่ยแล้ววีเปลี่ยนมั้ยหาเลยซินซาไปใหญ่เด้กูตะเนี่ยดิเนเน่งาเนี่ยเนี่ย MD ยงกันเนี่ยพอคันได้เคสอ่ะပြောနေอ่ะอ่าไม่ผิดไหนมาอูไอ้ปู่มึงนี่แหละตินแน่ขอน่ะเนี่ยเดียวแล้วหมดเดี๋ยวอี ောက်တစ်ချိန်တင်မဆရာလည်းနောက်ကျလိုက်တာရှေ့အတန်းပြီးွားတော့ကြားလိုက်ညအပင်လေးဒီနေ့အပီးခိုင်းဆက်ရမှာပါဆိုပြီးပဲနေနေရတယ်အသက်မနေရတော့ဆိုတော့ကျွန်တော်တို့အိမ်ဆာနဲ့စကားပြောနေရအောင်ဆိတ်ဆိတ်ကြီးထားစမ်းပါဟာမလာဘူး င်းတို့ဘယ်သူကလိုက်ရေးခိုင်းလို့ရေးနေရလဲငါဒီမှာဘာမှတော့မပြောရသေးဘူးလေမင်းတို့ကအเจ้าစာတင်ပေးနေတာမဟုတ်ဘူးနော်မင်းတို့ CEO ကငါ့ကိုတေချာတင်ပေးဖို့တောင်းဆိုလို့ငါလာတင်ပေးတာမင်းတို့အနေနဲ့ကုံသွားတဲ့အချိန်တွေကိုအကျိုးရှိအောင်ပညာကိုရအောင်ယူတတ်ဖို့လိုတယ်ခရယဒီစာအုပ်တွေကို တယောက်တအုပ်စီလက်စင်ခုံဝေးပေးလိုက်ကဲဟုတ်ပြီအခုမင်းတို့လက်ထဲမှာရောက်နေတဲ့စောက်ကိုတေချာဖက်အလွတ်ရအောင်လဲကြက်ထားကြအဲ့ဒီထဲမှာပါတဲ့အကြောင်းအရာတွေက မင်းတို့မဖြစ်မနေလိုက်နာရမယ့်စည်းကမ်းတွေပဲပြီးတော့သင်တတ်ရမယ့်အချိန်တွေပါတယ်မင်းတို့သင်ကြားရမယ့်ပညာရပ်တွေပါတယ်မရှိတာရှိရင်ငါ့ကိုတခါလေးမေးဒီစာအုပ်ထက်အတင်ကန်းစာတွေကဆူလင်းတို့ organic farm ကလူတွေအတွက်မလိုအပ်ဘူးထင်ပါတယ်။ဒါတွေတင်မဲ့အစား farm ထဲမှာအလုပ်လုပ်မယ်ဆိုရင်ပိုပြီးအကျိုးရှိမယ်ထင်ပါတယ်။ ပညာဆိုတာသင်ထားလို့အကျိုးရောက်တယ်ဆိုတာမရှိဘူး။အေးအခါအခွင့်သင်လို့အတုံးချရတော့မယ့်အချိန်မှာမင်းဘာပညာမှမတတ်ထားဘူးဆိုရင်မင်းဒီထက်ကောင်းတဲ့အခွင့်အရေးကိုရဖို့မစဉ်းစားနဲ့တော့အေးငါမင်းတို့အခုသင်တန်းပို့ချမယ့်အရာတွေကမင်းတို့လိုဧည့်သည်တွေနဲ့ဓာတ်ရိုက်ဆက်ဆံနေရတဲ့ဝန်ထမ်းတွေအတွက်ပို့လို့တောင်မှလိုအပ်သေးတယ်။မင်းကဘာဖြစ်လို့မလိုအပ်ဘူးလို့ပြောရတာလဲ ဒီကုမ္ပဏီရဲ့စည်းကမ်းကိုမလိုက်နာနိုင်ဘူးဆိုရင်ထွက်သွားနိုင်တယ်။ကိုကိုကို တိုးတက်အောင်မလုပ်ချင်တဲ့သူတွေကိုလည်းကုမ္ပဏီကနှမျောနေမှာမဟုတ်ဘူးနော်။မနေ့ပြန်အစပြီးတော့ပေးထားတဲ့အချိန်စီရအတိုင်းသင်နဲ့စမြန်မာကြိုက်ကုချင်လိုက် thank you